ာတင်ချိန်မှာခုနပြောခဲ့တဲ့ဖာစပါလာအိမ်ဆောင်ပတ္တဆအဲ့ဒီခေတ္တုံးကြီးရဲ့စီးပွားရေးပြောင်းလဲမှုကိုတင်ကြားရမှာဖြစ်ပါတယ်။ဒါဒီ introduction မှာ9မိနစ်စာပါ။ဒီက introduction ကိုထပ်ပြီးတော့ချဲ့ကျင်တယ်ဆိုလို့ရှိရင်ရှေ့ပိုင်းက60တနအုပ်ချုပ်ရေးပိုင်းထပ်ပြီးတော့ချဲ့လို့ရပါတယ်။60အုပ်ချုပ်များစာပြီးတော့ဒီဖတ်စာပါတာအုပ်ချုပ်ရေးစီအိမ်ဆောင်အုပ်ချုပ်ပတ်စာအုပ်ချုပ်ရေးစီဆွဲပြီးတော့ ် introduction လုပ်လို့ရပါတယ်အချိန်ကိုပါသူဖုံးညင်လို့ဖုံးလို့ရပါတယ်အဲ့ဒါမှမလောက်သေးဘူးဆိုကိုယ်တန်းအပန်းကနေဆက်ပြီးဆွဲလို့ရတယ်ကိုယ်တန်းမှာဖတ်ဆက်ပါလာအကြောင်းပါတယ်အဲ့ဒါလည်းစပြီး introduction ပြောလို့လည်းပဲရပါတယ်အရေးကြီးတာသူတို့က9မိနစ်လို့လားသတ်မှတ်ထားတာပါစာသင်ခန်းလေးရလို့ရှိရင်စာသင်တဲ့ဆရာဆရာမကြီးကိုယ်တင်းညင်လို့တင်ပါတယ်ကိုယ်ပြောချင်လို့ပြောပါတယ်အဲ့ဒီဟိုပြင်းပြင်းနဲ့ကျွန်တော်တို့ဟိုနေပြည်တော်သွားတင်တော့လေမလွတ်မကင်းပါတာပဲ နော်ဘီဒီမှာတင်တော့လေဘယ်လိုမကင်းပါတာပဲနိုင်ငံရဲ့ຫນွယ်ပြီးတော့ဒါနိုင်ငံရဲ့ຫນွယ်ကြလို့ရှိရင်တော့ပါတာပဲသို့တော်လည်းပဲပြီးလို့ရှိရင်သူတို့ကအကုန်ဆန္ဒပြဖြစ်ပြတာအဲဆွေးဆန္ဒပြပြီးတော့မှပဲအဲ့ဒါပြန်လာပြသေးတယ်ဟိုပြန်ပြီးတော့စေအောင်မလားဆိုပြန်ပြသေးတယ်ဒါကျွန်တော်ရဲ့ introduction မှာအခုစာတင်ချိန်မှာတင်မဲ့အကြောင်းအရာဒီဖတ်စာပါလခေအဲဆောင်အစိုးရခေပြည်ကြောင်စုရခေ ကစ်သုံးကရဲ့စီးပွားရေးပြောင်းလဲမှုတွေကိုဒီတစ်ချိန်ထဲမှာတင်ပါပါဟိုကျွန်တော် TG study guide sorry teaching guide ဒီလိုငါပထမဆုံးဖတ်စာပါလာဆိုလို့ရှိရင်လေ55မိနစ်နှစ်ချိန်ခွဲရေးထားပါတယ်တို့တော်လည်းပဲဒီမှာကြားတဲ့ကျွန်တော်အချိန်မရတဲ့အတွက်ကြောင့်အကုန်လုံးပေါင်းပြစ်တာပါ ။နောက်ဒီတိုင်းမဲ့စီဝိုင်းပြောင်းလဲမှုရေးတဲ့အခါမှာလဲဖတ်ဆက်ပါလာကြီးပဲကျွန်တော်နှစ်ချိန်လားမခွဲရတာထင်ပါတယ်မမှတ်တော့မမှတ်မိတော့ဘူး။၄၅မိနစ်နှစ်ချိန်ခွဲရတယ်ထင်တယ်။ဒီသုံးငန်းကိုအပိုင်းသုံးငန်းကိုကျွန်တော်အနည်းဆုံး၅ချိန်တော့၄၅မိနစ်၅ချိန်လားမခွဲရထားတာ။နေတူရကျွန်တော်မှတ်တော့မမှတ်မိတော့ဘူးနော်ရေးပြီးတော့အခုကတော့ကိုတို့က၅ချိန်ရေးတဲ့ဟာကိုကျွန်တော်အခုတစ်ချိန်နဲ့ပေါင်းပြီးတော့ဟိုပြောတာဖြစ်ပါတယ်။ဟိုပထမဆုံးဖတ်ဆက်ပါလာခီရဲ့စီဝါရေးပြောင်းလဲမှု မင်းရောမင်းရောမသိဘူးနော်မင်းရလားဆရာဟုတ်ရဲ့ကျွန်တော်ပြောတဲ့အခါကျတော့တကူပါပြီဆရာကြီးအစီအမိုင်းလို့ရှိမှလीကျွန်တော်ကဟိုပြောရင်ပြောရင်ね TB TG ဆိုပြီးတော့အတူကောက်ပြောပြသွားတယ်ဟိုခုဘက်ကမနဲ့ကြုံမီလို့ပါကျန်တဲ့လူကစောက်စောက်တွေလမ်းပြီးတော့မှတ်တော့မှတ်တယ် TB ကပါလေဆိုတော့ TB ကចောင်းသားသုံး textbook TG က teacher guide အဲအဲ့ဒါဟောပြမယ်ဆိုကျွန်တော်ပြောပြောနေကြတော့ကျွန်တော်တီဂျီထဲမှာမပါတဲ့အကြောင်းအရာတွေကျွန်တော်ဖြည့်ဖြည့်ပြီးတော့ပြောသွားတယ်ကြာကြာဟိုတီဘီဆိုတာဘာမှမတိမှာဆိုရတယ်ကြာဟိုမနေ့ကဟိုဘက်ကဆရာမတယောက်မေးလို့ပါဆရာတီဘီဆိုတာဘာလဲလို့မေးတဲ့အတွက်ကြာခုမှကျက်ကျွန်တော်ပြန်တရိယာလို့ပြောတာပါအထောင်ကူ45ဒုတိယကဘာစစ်ပြီးရနောက်ပိုင်းစစ်တန်ကြောင့် ရွေးပျက်စီးနေတဲ့မြန်မာနိုင်ငံစီးပွားရေးနောက်တစ်ခါကိုလိုနီစနစ်ဆိုးကြောင့်ရွေးပျက်စီးနေတဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးဒါတွေကိုပြန်လည်ပြီးတော့စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ဖို့လို့အတွက်ဗိုလ်ချုပ်အောင်စွမ်းနုကဥဆောင်ပြီးတော့1948ခုနှစ်ခုနှစ်ဇွန်လမှာဆိုရန်ဒိုဖီလေအစာအုပ်မှာအစည်းအဝေးတစ်ခုကျင်းပပါတယ်ဒါစီးပွားရေးပြန်လည်ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့ကျင်းပတာဖြစ်ပါတယ် အဲ့ဒီအစီအွေကျင်းပတဲ့ရည်ရွယ်ချက်ကကိုလိုနီစီးပွားရေးစနစ်ကိုဖျက်ဆီးမယ်ပြီးလို့ရှိရင်လုပ်ငန်းကြီးရဲ့အားလုံးကို ပြည်သူပိုင်သိမ့်မယ်အဲ့လိုသိမ့်ပြီးရဲ့နောက်ပိုင်းမှာစက်မှုကိုစက်မှုနိုင်ငံကို အခြေခံတဲ့ဥတီရဲ့ စီဝိုင်းစီမံကိန်းကိုချမှတ်အကောင့်ထဲပေါ်ဖို့ဆိုရဲရည်ရွယ်ချက်နဲ့ဗိုလ်ချုပ်အစံတို့ကဒီနီလာကံကိုကျင်းပတာဖြစ်ပါတယ်အခုနကျွန်တော်ပြောလိုက်တဲ့အကြောင်းဒီ TP ရဲမှာ မပါပါဘူးကျွန်တော်ရေးလုံးကချန်ထားခဲ့တဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုစီမံကိန်းရေးဆွဲနေတဲ့အချိန်မှာပဲစီမံကိန်းအကောင့်ထဲမပေါ်ခင်မှာပဲဗိုလ်ချုပ်အောင်စံတို့လုတ်ချံခံလိုက်ရတယ်အဲ့ဒီအတွက်ကြောင့်ဒီစီမံကိန်းကိုဆက်လက်ပြီးတော့အကောင့်ထဲမပေါ်နိုင်တော့ဘူး တို့က1948ခုနှစ်လွတ်လပ်ရေးရပြီးတဲ့အချိန်မှာအမျိုးသားစီမံကိန်းဌာနကနေပြီးတော့ဆောင်ရွက်စဲဒီဆိုရန်တိုဖီလစီမံကိန်းကိုဆက်ပြီးတော့ဆောင်ရွက်ပါတယ်။အဲဒီဆိုရန်တိုဖီလစီမံကိန်းမှာချမှတ်ခဲ့တဲ့ဒီမူဝါဒတွေကိုအတုံးပြုပြီးတော့တော်တော်များများအလုံးတော့မဟုတ်ပါဘူး။အတုံးပြုပြီးတော့1948ခုနှစ် စီးပွားရေးနှစ်နှစ်စီမံကိန်းဆိုပြီးတော့ချမှတ်ပါတယ်တကယ်တမ်းကြာတော့အဲ့ဒီစီးပွားရေးနှစ်နှစ်စီမံကိန်းဟာပြည့်စုံလုံလောက်တဲ့စီးပွားရေးစီမံကိန်းလို့ပြောလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့နှစ်နှစ်အတွင်းမှာပြီးစီးနိုင်လောက်တဲ့ရုပ်ပိုင်းဆိုင်ရာအစအဦးတွေကိုစောက်ဖို့လို့စည်ရင်းစရာ နဲ့ရေးဆွဲထားတဲ့စီမံကိန်းပါလေဖြစ်ပါလေပြည်ပြည်စုံတဲ့စီမံကိန်းတော့မဟုတ်ပါဘူးအဲ့ဒီနှစ်နှစ်စီဝါရေးစီမံကိန်းအကောင့်ထဲပေါ်နေတဲ့အချိန်မှာပြည်လေပဲပြည်ပြည်ဝဝအကောင့်ထဲမပေါ်နိုင်ပါဘူးဘာကြောင့်လဲ1948 49 50အဲ့ဒီတုန်းကမြန်မာနိုင်ငံရဲ့အခြေအနေကိုဆရာကြီးဆရာမကြီးကိုတီးပြီးသားဖြစ်ပါလိမ့်မယ်ဟို ူပူတောင်းမြှုပ်ရှိနေတယ်နိုင်ငံရေးမငြိမ်ပြတ်မှုရှိနေတယ်အဲ့ဒီအတွက်ကြောင့်ဒီနှစ်နှစ်စီမံကိန်းကိုအပြည့်အဝအကောင့်ထဲမဖွင့်နိုင်ပါဘူးတို့ပြောလဲလေ1950နောက်ပိုင်းမှာဒီစူပူတောင်းမြှုပ်တွေနည်းနည်းလေးလျော့လာတယ်လျော့လာတဲ့အခါကျတော့မှဒီစီမံနှစ်နှစ်စီမံကိန်းကိုဆက်ပြီးတော့အကောင့်ထဲပေါ်တာကိုတွေ့ရတယ်အဲ့ဒီနှစ်နှစ်စီမံကိန်းအကောင့်ထဲပေါ်နေတဲ့အချိန်မှာဝင်ကြီးချုပ်ဦးနုကဘာပြောလဲဆိုတော့အဲ့တုန်းကအီရန်နိုင်ငံကနိုင်ငံသားပညာရှင်တွေကိုခေါ်ပြီးတော့ ငားရမ်းပြီးတော့ဒီနိုင်ငံစီးပွားရေးတိုးတက်ဖို့လို့အတွက်ဆောင်ရွက်နေတဲ့အချိန်ဒါကိုအပြုယူပြီးတော့ငါတို့နိုင်ငံလည်းပဲဒီလိုနိုင်ငံသားပညာရှင်တွေငားပြီးတော့စီးပွားရေးစီမံခန့်ချမှတ်ပြီးအကောင့်အထည်ဖော်ရင်ကောင်းမယ်ဆိုရက်ဟိုပြောတဲ့အပန်းကြားလေကြားဘူးပါတယ်ဆာရွက်ဒီမှာလည်းပဲဖတ်ဘူးပါတယ်အဲ့ဒါလေးကခဏလေးထားထားပါမယ်ဟုတ်ပြီနောက်တစ်ခုက1948ခုနှစ်မှာလေယာဉ်မင်းနိုင်ငံပိုင်ပြုလို့အဥပဒေဆိုတာကိုပြဋ္ဌာန်းတယ်ဒါက1948ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်။နောက်တစ်ခုက1952ခုနှစ်တမဝော်မှာ၅နှစ်စီမံကိန်းကိုရေးဆွဲတယ်။ပြီးတော့စီပွားရေးလုပ်ငန်းဆက်လက်ပြီးတော့ဆောင်ရွက်တယ်။ဟိုဘက်ကအစအဦးကစီပွားရေးစီမံရေးကိုတည်ပြီးသားပါဆိုရင်တူပြီလား။တို့ဆိုအခုတော့ဆက်သွယ်ရေးလုံးဖြစ်သွားတဲ့ထင်တယ်။ ်။နှစ်နှစ်စီမံကိန်း1948။လေယာမီနိုင်ငံမှာပြုလုပ်ပြီးဥပဒေ။အဲ့ဒီဥပဒေကဘာလုပ်ခဲ့လဲ။စာအုပ်ထဲမှာအကုန်ပါပြီးသားဖြစ်ပါတယ်။နောက်တစ်ခါတမော့မှာ9နှစ်စီမံကိန်းကဘာတွေလုပ်ခဲ့တယ်လဲ။ဒါတွေဒီကျွန်တော်တို့ရေကုနာပြောတယ် TB ထဲမှာအကုန်ပါပြီးသားဖြစ်ပါတယ်။ကျွန်တော်ဖြည့်ဖြည့်ပြီးတော့အရှိပြောတာဒီ TB မှာမပါတဲ့အကြောင်းအရာကိုပဲပြောတာဖြစ်ပါတယ်။အခုနပြောသလိုပဲဟို ဝင်ရုပ်ဥမှုပြောမလို့ပဲဟိုနိုင်ငံသားပညာရှင်မမားခင်မှာဒီဖတ်စာပလအစိုးရရဲ့ညီလာခံတခုကျင့်ပါပါတယ်အဲ့ဒီညီလာခံမှာကျင့်ပါတဲ့အချိန်မှာဘာတွေဆွေးနွေးလဲဆိုလို့ရှိရင်စီးပွားရေးပြဿနာတွေပတ်သက်ပြီးတော့ဆွေးနွေးပါတယ်အဲ့ဒီဆွေးနွေးပွဲမှာဗြိတိရှားပညာရှင်၅ဦးကနေပြီးတော့စီးပွားရေးပြည်ပင်တောင်းတမှုနဲ့ပတ်သက်တဲ့စာတမ်းတွေကျင့်ပါတယ်ဒါကျွန်တော်ပထမဆုံးက ကဲမှာတခါပြောခဲ့ပြီလားဖြစ်ပါတယ်စာထဲမှာလေဘယ်မှာပါလဲဆိုလို့ရှိရင်လူမှုရေး sorry စီးပွားရေးပြောင်းလဲမှုရေးနောက်ပိုင်းတွေမှာပြန်ပြီးတော့ပါလာမယ်လူမှုရေးပြောင်းလဲမှုနောက်ပိုင်းတွေမှာပါလာမှာအဖြစ်တယ်အဲ့ဒီကုဏလေးကဗြိတိသျှပညာရှင်တွေတင်တဲ့စာထဲနေရကုဏစီးပွားရေးပြဿနာဖြေရှင်းမှုညီလာခံကျင့်ပရန်ထွက်လာခဲ့တဲ့အချက်တွေပေါ်မှာအခြေခံပြီးတော့ကိုတော့ကဘုံဘေဘာမကုမ္ပဏီအစားအုပ်ပါအခုဆိုလို့ရှိရင်တော့မြန်မာလေကြောင်း ရုံမှာတီနီယာရဲ့ဆရာကြီးစမယိုတီဗီစာဖြစ်ပါလိမ့်မယ်ဒါကတော့ BOC ရုံအခုတော့အမျိုးသားစာကြီးရိုက်လောက်ထားနေနေရပါအခုက ARV Provincial Company ရုပ်အခု solution ရောပြီးတော့ ရေကြောင်းပို့ဆောင်လုပ်ငန်းဒါကတော့ဟိုပန်စလိုရန်နဲ့ကန်နာလန်တောင်းမှာအခုထိရှိပါသေးတယ်အဲခုနပြောခဲ့သလိုပဲပြန်ဆက်တော့အခုနလည်းဟိုပြည်ရှာပညာရှင်တွေတင်သားတဲ့ဟိုစာရန်နေရယ်ဖတ်စာပလိုက်စီပိုင်းပဒနာဖြစ်ချင်းနဲ့ညီလာခံအထွက်လာတဲ့အစီအစဉ်မှာအခြေခံပြီးတော့စီပိုင်းစီမံကိန်းဆွဲလို့ဆိုပြီးတော့အမေရိကန်နိုင်ငံကစီပိုင်းကုမ္ပဏီတွေကိုငှားပါတယ်ဒီအကြောင်းအရာတွေအားလုံးဒီလည်းပဲ ဒီ TV ထဲမှာစာကြောင်းအပြည့်စုံပါပြီးသားဖြစ်ပါလေ။အဲ့ဒီလိုစီမံကိန်းကိုအကောင့်တွေပေါ်တဲ့အခါမှာဒါကတော့နည်းနည်းကြော်သွားပါလိမ့်မယ်။အဲ့ဒီတတိယအကြောင်းကိုကျွန်တော်ပြီးခါကျမှပြန်ပြီးတော့ပြောပါမယ်။ဒါ KDI အဖွဲ့ရဲ့အစီရင်ခံစာတွေကိုအခြေခံပြီးတော့စီပါစီမံကိန်းကြီးရေးတယ်။အဲ့ဒီအစီရင်ခံစာပါအခြေခံပြီးတော့1952 လေးလပိုင်းဆက်ခွနေရက်မှာ sorry လေးရက်ကနေဆက်ခွနေရက်အတွင်းမှာပြည်တော်ညီလာခံဆိုတာကျင်းပါတယ်အဲ့ဒီပြည်တော်ညီလာခံကနေပြီးတော့ပြည်တော်သားရှင်းနှစ်စီမံကိန်းကိုရေးဆွဲပါတယ်ပြန်သွားအောင်လို့တတိယအချက်အဲ့ဒီပြည်တော်သားစီမံကိန်းကိုအကောင်အထည်ဖော်တဲ့အခါကျတော့ဗြိတိစီကအခုအညီယူလဲဆိုလို့ရှိရင်အမေရိကန်အစိုးရစီကနေအခုအညီယူပါတယ် ကုန်ကြဆရဲရဲ့၃ပုံ၃ပုံလောက်ကိုအမေရိကန်အစိုးရကနေပြီးတော့ကူညီပါတယ် ECA Economics Cooperation Administration အဖွဲ့ကနေပြီးတော့ယူပါတယ်အဲ့လိုယူနေယူနေကနေပြီးတော့ဘယ်ဘာပြောင်းသွားလဲဆိုလို့ရှိရင် ECA ကနေပြီးတော့ MSA MSA Mutual Security Administration ဆိုပြီးတော့အဖွဲ့ကနေပြီးတော့ပြီးပါတယ်အဲ့ဒီခါမှာ ဖတ်စပ်ပါလားဆိုရတာဒါဒီပုံနဲ့ဆိုလို့ရှိရင်အမေရိကန်ရဲ့လွှမ်းမိုးမှုကိုရောက်မဲ့အနေအထားရောက်တဲ့အခါကျတော့ဘာလို့လဲဆိုလို့ရှိရင်နောက်ထပ်တစ်ပတ်ထပ်ပြီးတော့ပြောင်းပါတယ် TCA လို့ခေါ်တဲ့အဖွဲ့အစည်းမျိုးအဲ Technical Collaboration Administration အဖွဲ့အစည်းပြီးတော့ဒါဆက်ပြီးတော့အကူအညီပေးပါတယ်သူကအဲ့လိုအကူအညီပေးနေတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ KMT ကျူးကျော်မှုပေါ်လာတယ် KMT ရောနောက်ကနေ begin ပေးလာသည်အမေရိကန် တို့တော်လည်းအဲ့မှာ KMG ကျူးကျော်မှုကိုမြန်မာအစိုးရက UN ကိုတင်ရတော့မယ်အဲ့ဒီခါမှာဘာလို့လဲဆိုတော့ UN ကိုတင်ဖို့လို့အတွက်အမေရိကန်ပေးထားတဲ့ TCA အခုအညီကိုရက်ပလဲရတယ်အဲ့ဒါကိုရက်ပြီးတော့မှသူကဘာလို့ပါလဲဆိုလို့ရှိရင် UN ကို complaint ပြန်ပြီးတော့တရားပါတယ်အဲ့ဒါကဘုရားလည်းကျွန်တော်ပြန်ပြောမယ်ဆိုရဲအကြောင်းအရာဖြစ်ပါတယ်ဘုရားကျွန်တော်ပြောတဲ့အကြောင်းအရာဒီလေးပဲဘုရား KMG ကိစ္စပိုင်းညာဆိုတာဒီထဲမှာလည်းမပါပါဘူး ဟုတ်ပြီခုနကပြည်သူညီလာခံကနေပြီးတော့ပြည်သူရှင်းနစ်စီမံကိန်းကိုရေးဆွဲတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီရှင်းနစ်စီမံကိန်းကဘာတွေပါလဲရေးပါပါတယ်အဲ့ဒါလည်းပဲဆရာကြီးဆွမ်းမယူရဲ့ TV ရဲမှာပါပြီးသားဖြစ်ပါတယ်ဘဝတစ်စီမံကိန်းစီးပွားရေးစီမံကိန်းအုပ်ချုပ်ရေးစီမံကိန်းနဲ့လူ့ဒေသလက်ချောင်းကြီးစီမံကိန်း ဲ့ဒီမှာကျွန်တော်ကထက်ပြီးတော့စာဖြည့်ပါတယ် TV ထဲမှာမပါတဲ့စာကိုထက်ပြီးတော့ဖြည့်ထားတာဖြစ်ပါတယ်တခုချင်းမှာဘာတွေပါလဲဆိုတာကိုထက်ပြီးတော့ဖြည့်ပါတယ်ဒါကတော့ဘဝတက်စီမံကိန်းမှာပါတဲ့အောက်ကစီမံကိန်းတွေပါစီဝါရေးစီမံကိန်းတွေရှိမယ်အစီဝါရေးစီမံကိန်းတွေမှာလည်းပဲသုံးခုရှိပါတယ်ထက်ပြီးတော့ထက်ပြီးတော့ဒီလိုခွဲပါတယ်အုတ်ချုပ်ရေးစီမံကိန်းအုတ်ချုပ်ရေးစီမံကိန်းမှာတိုင်းတွေကိုအန္တရာယ်ပေးဖို့စီမံကိန်းပါတယ် ။နောက်ဒီမိုကရေစီဒေတန္တရအုပ်ချုပ်ရေးစီမံခဲ့ပါတယ်။ဒီမိုကရေစီဒေတန္တရအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့ပိုင်းမှာလေပြောထားခဲ့ပြီးသားဖြစ်ပါတယ်။တခြားစုပိုင်းလုပ်ငန်းတွေပါ။စုပိုင်းလုပ်ငန်းမှာစက်ပြိုးရေးရှိတယ်၊စက်မှုလက်မှုလုပ်ငန်းရှိမယ်စက်မှုလက်မှုလုပ်ငန်းတော့မှာပဲနိုင်ငံပိုင်းစက်မှုလက်မှုလုပ်ငန်းကျွန်တော်ပုံလေးစာအုပ်မှာတစ်ခုချင်းအကြောင်းနည်းနည်းချင်းရှင်းရှင်းထားတာရှိပါတယ်။ဒါကျန်ငါးပွင့်တင်မောကုမ္ပဏီ1959မှာတည်ထောင်နေ ဒါစီးပွားရေးအတွက်အထောက်အကူပြုဖို့လည်းအတွက်ဟို1945ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါကျတော့မြန်မာနိုင်ငံကကျွန်တော်မြန်မာနိုင်ငံကိုစစ်ရောက်ရေးဆွေးပြီးပေးပါတယ်စစ်ရောက်ပြေးပြီးတဲ့အခါကျတော့ဘာလို့လဲမော်တော်ကားတွေသူတို့နိုင်ငံမှာ3လက်စာ use တီးကားတွေကိုပေးပါတယ်ငွေသားပေးတာမဟုတ်ဘဲတီးကားတွေပေးတယ်အဲ့ဒီတီးကားတွေအခုကျွန်တော်တို့ကဒီလိုတုံးနေတဲ့စစ်တပ်တွေမှာတုံးနေရှေ့ခေါင်းရှေ့ထွက်နေတယ် သူရဲ့ဆိုတာက T11 ခေါင်းအတူအပြည့်နဲ့အဲ့ဒီကားတွေကိုဂျပန်နိုင်ငံကဒီဝစီရောကျေးဇူးပြုပေးပါတယ်အမှသူတက်မှတ်လိုက်တာဒီငွေကြီးအနေနဲ့တက်မှတ်တာသို့တော်လည်းပဲဘာပြီးလဲဆိုတော့သူတို့တုံမီယာ use ကားတွေကိုဒီကိုပို့လိုက်တာနောက်တစ်ခုကအထင်ရှားကြံခဲ့တာဒီလော်ပီတာဒါဂျပန်စစ်ရောကြီးနဲ့စောက်ထားတဲ့ဂျီအာလီရဲ့စစ်ဆက်ရုပ်ဖြစ်ပါတယ်အကုန်လုံးကနားမလည်ဘူးနားမလည်ခဲ့တော့ဒိုမာကရက်ကဆရာဦးမြင့်တင်က မင်းအဲ့ဒါမှားတယ်ထင်တယ်กว่าလေဆိုတော့ဒါကျွန်တော်ဘာမှမပြောဘူးအဲ့အချိန်မှာစင်မတော်မှာကစင်မကြီးကိုအဲ့အကြောင်းဘယ်လိုနေလို့ဆိုတော့ငါတော့နင်းနေလေးတော့နားလေတယ်လို့ဝဲလို့ तू ကပြောတယ်အနောက်ကျ तू လည်းနားလေနေဆရာဦးသားဦးမြင့်တင်ရတယ်ဘောပေါက်သွားတော့အေးရပြီလွတ်ပြေးလိုက်တယ်ဒီတိုင်းပဲတင်းဆိုပြီးလွတ်ပြေးလိုက်တယ်အဲ့ဒါဘယ်ရောက်ပါလဲဆိုရင်မူဝါဒရောက်ပါတယ်မူဝါဒရောက်တဲ့ခါဖြစ်ရှင်တော့မူဝါဒအစည်းအဝေးမှာကျွန်တော်ပါသွားတယ်အဲ့နံပါတ်၃ချက်ကိုရောက်တဲ့ခါကျဒီအချက်ကြီးကမှားနေတယ်နဲ့တူတယ်တဲ့ မမားဘူးဆရာကြီးအဲ့တုန်းကဟိုကဒေါက်တာမြင့်စိုးတို့ကတော့အဲ့မှာရှိနေတော့မမားဘူးဆရာကြီးလို့ဆိုတော့မဟုတ်ဘူးမှားတယ်တခြားပဲစစ်ပါတဲ့မမားဘူးလို့ကျွန်တော်ထက်ညင်းတယ်နောက်ဆုံးဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်ကဒါဆိုကျွန်တော်ခဏဘေးကယူလာလို့ကျွန်တော်ပဒင်းစရာကြီးကူထားတာပါလို့ပြောလိုက်တယ်အဲ့ချိန်မှာဘာမှမပြောတော့ပထမတော့ကသူကဒေါက်တာမားတယ်မားတယ်ပဲပြောနေကျွန်တော်လည်းဘူးခန့်ကြီးနဲ့မရဘူးဘူးခန့်ကြီးလို့မရတယ်နောက်ဆုံးကြတော့ကျွန်တော်တရင်စားတွေကနေအချက်၅ချက်လို့ကူးချတာပါလို့ပြောတဲ့အတွက်ကြောင့်သူတို့ဗမာဆက်ပြီးတော့ မပြောဒါကတော့ဟိုကကျွန်တော်ညီရတဲ့အကြောင်းအရာလေးတွေကိုပြုံလို့ပြောပြတာပါဒါလေယာစပီးလုပ်ငန်းတွေပတ်သက်ပြီးတော့ဒီဆောင်ရွက်ခဲ့တဲ့ဆောင်ရွက်ချက်တွေပါအဲ့မဲ့နံပါတ်၄အချက်ကတီးနှံစီမံကိန်းများဆိုပြီးတော့အဲ့ဒီတော့ချမှတ်ပြီးဆောင်ရပါတယ်တိနာစီမံကိန်းဆိုလို့ရှိရင်မြေဘဲဆိုမြေဘဲစီမံကိန်းတိနာအထွက်တိုးဖို့နှမ်းဆိုနှမ်းစီမံကိန်း now ဂုံရှော့ဆိုဂုံရှော့တိနာစီမံကိန်းဆိုတိနာတစ်ခုချင်းအလိုက်ကိုပဲ ကျွန်တော်နှစ်စဉ်ဟိုပါနှစ်ချုပ်စီပွားရေးအခင်းအခါအစီရင်ခံစာတွေမှာကိုအစင်လိုက်ရှိပါတနေ့တခါတနေ့တခါမှာဒီနှစ်ချုပ်အစီရင်ခံစာတွေမှာဒီတင်းတဲ့တစ်ခုချင်းတစ်ခုချင်းကိုဖော်ပြပြီးတော့မှစီမံရေးနေချမှတ်ဆောင်ရွက်တာကိုတွေ့ရတယ်ဟိုအောက်ဆုံးကတော့အတိဆုံစင်နဲ့ကျမောက်တောင်စင်တိဆုံစင်ကတော့အဲ့ဒီခုနှစ်မှာပဲတက်မှတ်တာခုနှစ်မှာပဲပြီးသွားတယ်ကျမောက်တောင်စင်ဒီတော်လိုင်းကောင်စီတက်ပြီးရတယ်မှာပြီးသွားရတယ်ထင်ပါတယ် ောက်ဆုံး1961 62ခုနှစ်မှာဒုတိယစီဝါရေးလင်းနစ်စီမံကြီးကိုရေးဆွဲပါတယ်။အဲဒီစီဝါရေးစီမံကြီးစတဲ့ခုနှစ်ဒီ1961 1962တို့တော်လည်းပဲသူဆုံးမဲ့ခုနှစ်ဒီ1960 1 2 3 4 5 1965မှာစုံးမှာပါအဲ့ဒီစီမံကိန်းမစခင်မှာပဲတက်မတော်ကနေပြီးအာဏာသိမ်းလိုက်တဲ့အတွက်ကြောင့်အဲ့ဒီစီမံကိန်းကိုဆက်ပြီးတော့အကောင့်ထေခေပေါ်လို့ မရပါဘူးအဲ့ဒီစီမံကိန်းဒီစီမံကိန်းစရုံပဲရှိသေးတယ်တခါရဲပြတ်သွားပါတယ်အဲ့တော့ခုနကကျွန်တော် introduction ပြောပြီးပါပြီအခုနကပြောလိုက်တာဒီ15မိနစ်မကပါဘူးမိနစ်20 30လောက်ဖြစ်သွားပါလိမ့်မယ်ကျင်ပါတယ်တို့ရောလေ15မိနစ်လို့သဘောထားပြီးတော့ဒါ IT teaching အတင်ကြားခြင်းမှာ practice အခုနကပြောခဲ့တဲ့အကြောင်းအရာတွေအားလုံးတွေကကျောင်းသားတွေကိုဘယ်လိုအကြောင်းအရာမျိုး practice လုပ်ရင်ကောင်းမလဲလေ့ကျင့်ခိုင်းရင်ကောင်းမလဲ ဆိုင်ရီစမိုင်ရီအကြံဉာဏ်တောင်းပါတယ်အဲ့တော့ဆိုင်ရီစမိုင်ရီကျေးဇူးတင်ပါတယ်ဟုတ် Education Channel